အားလုံးပဲမြင်လာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အချက်ဝတ္ထုလေးကတော့ကျမရဲ့သုံးပွင့်ဆိုင်ဆိုတဲ့အချက်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇာတ်လမ်းအစ်တေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဖေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ရှင်လေစားတက်တဲ့ကန်ကျမကတော့ကစားနီးတစ်မျိုးနဲ့ကြီးစားခဲ့တယ်အခုချိန်မှာခင်မွန်းရဲ့ချစ်သူက သူ့ရှိခွဲစိတ်ကလေးမောင်ကိုရောက်နေခဲ့ပါပြီ။ဒီမိမကြောင့်ခင်မောကသူ့ကိုခွဲခွာသွားခဲ့တာ။အခုမျက်စိရှိရနေဒီမိမကိုသူ့အရှမ်းကိုမုန်းခဲ့မိတယ်။ဝိဆောင်ပြွေးနဲ့သမီးတွေမှလည်းလူဒုက္ခတွေကိုခံစားရတဲ့အချိန်ရှိပါတယ်။2002ခုနှစ်နိုဝင်ဘာလရဲ့စောင်းညတညမှာမြောက်ရမဒီဆောင်ရဲ့ပထမဆုံးအချိန်နှင်းနေကြနေခဲ့တယ်။ အသက်30ကျော်တားဖွားမိရဲ့ဆရာဝန်ရုံးကဒီညမှာနိုင်ယူတီကြတယ်။ရုတ်တရက်အေးပေါ်လူနာတူကိုတရားတစ်ကပို့လာတဲ့တင်သူရလိုက်တယ်။လူနာလှေကားပေါ်ပြုတ်ကျပြီးထိခိုက်ထန်အားရခဲ့တဲ့ကိုဝင်းတဲ့တူဖြစ်တယ်။ဒဏ်ရာပြင်းထန်ပြီးပိုက်ထက်ကကလေးကိုပါထိခိုက်ခဲ့တယ်။မိကရောကလေးပါအတန်အတည်းဆိုရင်ရလို့ချက်ချင်းခွဲစိတ်မှုတွေပြုလုပ်တယ်။ခွဲစိတ်ဖို့အတွက် အလင်းမြန်ပြင်းစင်းပြီးအရေးပေါ်ခန်းထဲဒေါက်တာယုံဝင်လိုက်တယ်။အခန်းထဲကိုအရောက်လူနာမျိုးသမီးရဲ့မျက်နှာကိုမြင်လိုက်တာနဲ့သူ့ရဲ့သွေးခုန်တော့ဟာငယ်တဲ့အထိတိုးတက်လာခဲ့တယ်။မျက်စိရှိရအရာအားလုံးကိုအိမ်မက်တွေလားလို့ထင်မိတယ်။ဒါပေမဲ့ဒါရီဟာအိမ်မက်မဟုတ်ဘူး။သူ့မျက်ရှိရှိမှာဆက်ဆံရင်းလဲနေတယ်သူဟာ။တကယ်ပဲသူ့ခင်မိုးရဲ့ချစ်သူဖြစ်နေတယ်။မိစ္ဆာတကောင်လို့သူ့ကို ရန်လာရှိကြညှဉ်းပန်းနှိပ်စက်ခဲ့တဲ့မိမအခုချိန်မှာတော့သူ့မျက်စိရှိမှလဲတောင်ပြီးနာကျင်ကြီးတွားနေတယ်ဒီမျက်နှာကိုယုံအပြည့်မှာတခါမြင်ခဲ့ဘူးလို့တေရပါအမှတ်သားဖြစ်နေမှတ်မိနေတယ်ဂျာဟာသူ့တပားရဲ့အိမ်တော်ရဲ့ကိုပြိုကွဲအောင်လို့ဖျက်ဆီးခဲ့တဲ့မိမတယောက်တည်းဖျားသခင်ရဲ့တက်ခတ်ချင်းမိပါပြီလားယုံရဲ့ရင်ထဲမှာလှိုင်းထန်နေတယ်ရန်နေရာက တလန်းမှမရွှေ့ခဲ့မိဘူးလုပ်ဖို့ကိုင်းမဲ့ဆရာဝန်တွေကအလုံးရှုံနေကြပြီလူနာရဲ့နာကြီးညီးသွားတဲ့နေကလည်းပို့ပြီးတော့ကျေလောင်လာခဲ့ပြီမင်းရွှွင်ရဲ့လှုပ်ရှားမှုတွေကပို့ပြီးတော့နှေးကွေးလာခဲ့တယ်စိတ်ထဲမှာလည်းမေးခွန်းတွေကထုတ်နေပြီးတယ်သူ့ကိုငါဘာဖြစ်လို့ကဲရမှာလဲခလေးတေတာဖျားသခင်ကတိုက်ခတ်တာပဲခလေးများခဲ့ငါယောက်ျားမဆီကိုပြန်လာနိုင်သေးတယ်ဖျားသခင်ပေးရဲ့ဒီအခွင့်အရေးကို ငါဘာလို့လက်လွတ်ပြီးသူ့ကိုကဲရမှာလဲခြေထောက်တွေကိုတမ်းမှုဆွဲထားသလားထင်ရလားယုံမလုံးမရှက်နဲ့ရက်နေမိတယ်အဲဒီအချိန်မှာနာကျင်ခံစားနေရတဲ့အတန်တန်ကသူ့ကိုလှုံ့နှိုးလိုက်တယ်သူ့တတိဝင်လာတဲ့အချိန်အဲဒီတန်ဟာကိုယ်စိတ်ထဲကလာတဲ့အတန်ဖြစ်မဲ့သူ့တတိထားလိုက်မိတယ်လူနာကလေးနာကိုယုံကတ်သွားမိတယ်ဆရာဝန်ကြီးရဲ့မျက်နှာပေါ်မှာစုံရင်ကြောက်ကြမှုတွေ ထင်ဟပ်နေတယ်။လူနာကရုတ်တရက်ရွှန်လက်ကိုဆွဲလိုက်တယ်။မမမမကျမကိုမုန်းနေစွာ ကျမသိပါတယ်။ကလေးတက်ကိုကဲပါမမရေကျမတောင်းပန်ပါတယ်။ကျမတည်ခြင်းတည်သွားပါစီ။ကလေးရဲ့အသက်ကိုအရာကယ်ပေးပါ။ဒီကလေးဟာသူ့သွေးပါမမ။တခါမှမခံစားဘူးတဲ့။တွေ့ဝေမှုတွေရုံးရင်နဲ့ပြည့်ကျက်နေတယ်။ခင်မုံကရုံးကိုအစ်စာဖောက်ခဲ့တယ်။ ရွှေရဲ့ခင်မုန်းနာမည်ဟာကိုချန်ကြီး။နာမည်ကြီးစီးပွားရေးကုမ္ပဏီတစ်ခုကမန်နေဂျာဖြစ်တယ်။အရင်မြင့်မြင့်တောင်တင်းတဲ့ကိုချန်ကြီးကရွှန်းထွက်နှစ်နှစ်ကြီးတယ်။လက်ထပ်ပြီးစမှနှစ်ယောက်လုံးကပျော်ရွှင်ခဲ့ကြတယ်။ဒါပေမဲ့ခင်မုန်းနာမှာအမြင်နေဖို့ရွှန်းမှာအချိန်မလုံလောက်ခဲ့ဘူး။စေယောမှာတနေကုန်တနေကိုခလေးရဆယ်ယောက်လောက်မွေးဖွားပေးနေရတယ်။မမေးဖွားနိုင်တဲ့လူနာတွေကိုကဲတင်နေရတယ်။တစ်ခါတလေနေညပြောင်းပြန်ဝင်နှဲနာမှာ တာဝန်တွေထမ်းဆောင်ခဲ့ရတယ်။အိမ်ပြန်ရောက်တော့လည်းတမင်းငယ်ကိုဖြူစုပါသေးတယ်။တနေ့ကမောပန်လို့လို့အရာပေါ်ကောင်းချာနဲ့အိပ်ပျော်တော့တယ်။ခင်မောကလူကြီးဖြစ်နေပြီဖြစ်တဲ့အတွက် သူ့ကိုယ်သူဂရုစိုက်နိုင်လိမ့်မယ်လို့ယွန်းထင်ခဲ့တယ်။ဒါပေမဲ့ယောက်ျားတွေဆိုတော့ကဘယ်တော့မှမကြည့်ပြတ်တတ်တဲ့ကလေးဆိုရဲအဲ့ဒီအဆိုကို သူ့မေးခဲ့တယ်။ခင်မောပိုဂရုစိုက်ပြုစုရမယ်ဆိုတာကိုသူ့မေးညွှန်နေခဲ့တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုကိုကိုတာဝန်ညှင်းခဲ့တယ်လို့ရွှန်သူ့ကိုယ်သူအပြစ်တင်ပြီးခွင့်မလွတ်နိုင်ဖြစ်ခဲ့တယ်။နှစ်ထောင်နဲ့တခုနဲ့နွေရသည်အလုပ်ကိစ္စနဲ့ကိုချမ်းချင်းကထိုင်းနိုင်ငံကိုသွားရတယ်။ရေစိမ်းမြေစိမ်းဖြစ်တဲ့အတွက်ဝမ်းကန်ယောဂါကိုအပြင်းထန်ခံစားခဲ့ရတယ်။လေရင်မောအစင်နာနဲ့စေယုံတန်းပို့တဲ့အထိချိန်နေဆိုးခဲ့တာ။စေယုံရွံ့ရောက်သွားတဲ့ချိန်ခင်မောကမေ့မြောနေခဲ့တယ်။ရွံ့ငုံမိတယ်။ခင်မောရဲ့နာမည်ကိုအော်ခေါ်ပြီးတော့ ရွှုံမူခဲ့မိတယ်လို့ခန်းစားနေရတာဒီလေးပြောင်းလို့သူ့ကိုရွှန်နှန်းခဲ့သေးတယ်။ခင်မုံသတိပြန်လည်လာတဲ့အချိန်ရွှုံငုံနေရကိုတွေ့တော့အာတင်ပြုံးပြပြီးမောက်တွေမျိုးမျက်ရည်ကျလိမ့်မယ်လို့ထင်မှားခဲ့မိဘူး။ရွှုံရဲ့စိတ်ထဲမှာတမင်ငယ်နဲ့အလုပ်ပဲရှိတယ်လို့ထင်ခဲ့မိတယ်လို့သူကပြောတယ်။မောက်ကိုရွှုံသိစ်ချတာမောင်မသိခဲ့ဘူးလားယင်။မောင်ဟာရွှုံဘဝမှာအရေးပါဆုံးမောင်တည်လို့မဖြစ်ဘူး။ မောင်တီသွားရွှန်းတို့သားမိဘလို့လုံးမလဲမောင်ပောင်းရွှန်းတိတ်ချစ်တယ်အဲ့ဒီအချိန်ကျမှခင်မုန်းကိုချမ်းငိမ့်ကိုစစ်တယ်ဆိုတဲ့စကားရွှန်းမပြောပြခဲ့တာကြားပြီးဖြစ်ကြောင်းရွှန်းကိုကိုကိုသတိထားလိုက်မိရဲ့ဒါကြောင့်ကိုချမ်းငိမ့်ကခနဲ့တာလေးဖြစ်မယ်ဒါပေမဲ့သူခနဲ့တဲ့စကားရွှန်းစိတ်ကိုမနှိုးချနိုင်ခဲ့သေးပါဘူးကိုချမ်းငိမ့်စိတ်ယုံစိတ်မဲ့နေကမိမငငယ်ချော့ချော်လေးတူ အခန်းဝစီမှာရစ်စီရွယ်လုံနေတယ်။ရုံးရှိနေလို့အခန်းထဲကိုဝင်မလာခဲ့ဘူး။မိန်းကလေးကိုတိလာလို့ကိုချမ်းကြီးကိုမိတော့မတိဘူးလို့ညင်းနေ။ရုံးမျိုးသားကတက်လန်းရှိသူကျိုးသားဆိုဖြစ်တယ်။တန်ရုံးစင်လေးကြီးတယ်။ခင်မုန်းကရုပ်အထုကယူဆိုင်တယ်။စိုးရိမ်နေ။မိတ်ဆွေတငယ်ချင်းတချို့ရဲ့တတိပေးစကားကိုရုံးချားရောင်လိုက်မိတယ်။အဲဒီတော့ကသူတို့ရဲ့တတိပေးစကားကိုရုံးပြည့်ရပြုတ်ခဲ့တယ်။ ကိုချမ်းငိမ့်ဟာသမီးလေးကိုအယမ်းချစ်တယ်။မိသားစုပေါ်မှာတန်ရုံးစင်ကြီးတယ်။ယွန်းတို့သားမိစိတ်ဆင်းရအောင်။သူလုံးရမှာမဟုတ်ဘူးလို့ယွန်းကယုံကြည်ခဲ့မိတယ်။ကိုထင်မြင်ချက်ကိုတည်ယုံကြည်ခဲ့တဲ့ယွန်းတယောက်။ကိုချမ်းငိမ့်အိမ်ပြန်နောက်ကျလာအောင်တဖြည်းဖြည်းနဲ့တတိထားမိခဲ့လာတယ်။ယုံပိယံပွဲတော်ရက်တီတောင်အိမ်မှာအနေနဲ့လာခဲ့တယ်။သူမလျှော်ပေမဲ့ဖြူစင်တန်ရှင်းနေတဲ့ကိုချမ်းငိမ့်ရဲ့အဝတ်အစားတွေကိုတွေ့တော့သူစိတ်မေးခဲ့ပါတယ်။ ကိုချမ်းကြီးကအလုပ်ရှင်တွေပြုစုတာပြီးတော့လုပ်ငန်းရှင်တွေကပြုစုတာတဲ့ရွှန်းပင်မဲမှာဆိုလို့တက်ခုတ်ကန်ဝန်ထမ်းတွေကိုရှော့ဖို့ခိုင်းတာဒါမျိုးတွေပြောခဲ့တယ်အိမ်ပြန်မိတ်တဲ့ညတွေကတက်ခုတ်ကန်တစ်ခုမှအငန်းငါပြီးတော့ညင်ရမ်းနှက်ခဲ့ရင်အဲ့ဒီမှာပဲအိပ်ဖြစ်ခဲ့ကြအောင်သူကရှင်းပြတယ်၂000ခုနှစ်အောက်ကလောက်ဖို့ကိုင်ဘတ်တအူးက သူတွေးခဲ့ရတဲ့အန်ဟောစရာကိစ္စတရက်ကို ရုံးစီကိုတိုးတိုးတိတ်တိတ်ထေလာခဲ့တယ်။လုပ်ဖို့ကိုင်မက်ကသူ့မိတ်ဆွေဖွင့်တဲ့စည်းကမ်းမှာကိုဝင်ဆောင်မိမငယ်တို့ကိုလာပြခဲ့ကြ။အဲဒီမိမငယ်ကိုဟိုနာကားနဲ့လာပို့ကြ။ဒီလိုလူကုန်ထံကိုဝင်တဲ့တူကအကောင်းစားစည်းကမ်းစည်းုံဒီမှာမပြဘဲဒီလိုဆောင်သက်ကြစည်းကမ်းငယ်မှာလာပြတဲ့အတွက်သူထူးဆန်းအံ့ဩမိဆောင်ကိုပြောပြတယ်။ရုံးလေးစိတ်ဝင်စားပြီးကားနံပါတ်ကိုစုံစမ်းကြည့်ခိုင်းလိုက်မှကားပိုင်ရှင်ကကိုခင်မော် ကိုချမ်းကြီးဖြစ်နေတာကိုသိလိုက်ရတယ်။ရွှန်းတကူလုံးရှိသည်။မြသွေးတွေအုံနောက်ထဲထိတိုးတက်လာခဲ့တယ်။အလုတ်ကိုဆော့ဆော့ဆင်ပြီးကိုချမ်းကြီးရဲ့ကုမ္ပဏီကိုလိုက်သွားတယ်။ကိုချမ်းကြီးရဲ့ကားရှေ့မှာရထားတော့ဝင်။မုံဆိုင်လေးတစ်ဆိုင်နောက်မှာရွှန်းကွယ်ပြီးတော့ဆောင်းကရက်မိတယ်။ကိုချမ်းကြီးကားမောက်ထွက်သွားတဲ့အထိရွှန်းရမ်းဆောင်နေမိတယ်။အဲ့နောက်တစီတစီငှားပြီးကိုချမ်းကြီးရဲ့နောက်လိုက်ခဲ့တယ်။တက်ခန်းတစ်ခုရှိမှာ ကိုချမ်းကြီးကားရက်ပြီးတိုက်ပေါ်တက်သွားတာကိုတွေ့လိုက်ရတယ်။တက်ရောက်မှ ကျမညင်းညက်တဲ့အထိစောင့်နေခဲ့မိတယ်။ညတကောင်ရောက်မှကိုချမ်းကြီးရဲ့ဖုန်းကိုဆက်တွေ့နိုင်ခဲ့တယ်။ကိုချမ်းကြီးကသူ့ခရီးလုံနေကြောင်းဒီညအိမ်ပြန်ပြစ်မှာမဟုတ်တဲ့ကြောင်းရွံကိုအရင်အနားယူဖို့ပြောတယ်။ဖုန်းပြောရင်ရုံးတစ်ကောင်လုံးတဆက်ဆက်တုံနေမိတယ်။ကိုချစ်ရဆုံးသူကကိုကိုတစ္ဆာဖောက်သွားခဲ့ပြီ။ကိုကဘာမှမသိခဲ့ရဘူး။ ဘယ်လိုလုပ်မလဲဘယ်လိုလုပ်ရင်ကောင်းကြမလဲရှန်နေငယ်ကြမှာခရီးလုံးနေရာမှာကိုချန်ငိမ်ပြန်ရောက်လာခဲ့တယ်။နားကျင်ခံစားမှုတွေကိုတဲကြီးမခံနိုင်တော့ပဲကိုချန်ငိမ်ပြန်ရောက်ရောက်ချင်းအဖြစ်မှန်ကိုယုံစည်းကြုတ်ပြီးတော့မေးလိုက်တယ်။ကိုချန်ငိမ်ကမဟုတ်ဘူးလို့ညင်းငယ်ရင်ဖြစ်ပြက်ခဲ့သမျှကိုပြည်ပုံးကချပစ်ဖို့ရှင်ပြောင်းလင်းခဲ့မိတယ်။ဒါပေမဲ့ကိုချန်ငိမ်ကမငင်းခဲ့ဘူး။စက်လိုက်တွေတလိပ်ပြီးတလိပ်တောက်နေခဲ့တယ်။ အဲ့မိန်ကလေးကိုအလုံမှရင်းနှီးခဲ့ကြအောင်အသက်25နှစ်သားရှိသေးကြအောင်ပြောပြရဲအဲ့ဒီကောင်မလေးကိုတိတ်ချလာလို့ယွံအောင်ပြီးတော့ကိုချမ်းကြီးအောင်ဝန်ခံတယ်လို့ရင်းလေမငင်းဆန်ခဲ့ဘူးအဲ့ဒီကောင်မလေးရဲ့ဘာလို့ချစ်တယ်လဲလို့ပြန်ပြီးတော့ကိုချမ်းကြီးကတက်ပြင်းတစ်ခုကိုဆွဲချရင်းသူကတနာကျင်နာစရာကောင်းတဲ့မိန်ကလေးတယောက်ပါမဟုတ်မခံစိတ်ရှိပေမဲ့ငါဟာအေးပါသေးတဲ့လူတယောက်ဖြစ်ကြောင်းကိုခံစားမိအောင်လို့ သူကလုတ်ခဲ့တယ်တဲ့ရွှေမြည်ရီတွေစီးကြလာတယ်ကိုချမ်းချင်းရဲ့စကားရဲ့လုံရကြောင်းသူ့ကိုလိလူရှုထားခဲ့မိတဲ့ရွှန်ကိုရွန်အပြစ်တင်နေမှရွှန်သိလိုက်ရတယ်ညီယောက်ျားကိုရွှန်မုံမိတယ်လို့ကိုကိုကိုလည်းရွှန်အပြစ်တင်နေမိတယ်တစ်ကနေပြန်ဆရင်ကိုဘာလုတ်တင်တယ်ဆိုတာကိုသိခဲ့ပါတယ်အရာရာအောင်မေ့ပြီးအစ်စ်ကနေပြန်ဆဖို့ကျမမျောလင်းခဲ့ပြီမေ့ ကိုချမ်းကြီးရဲ့အပြုတ်မှုတွေကသူ့မျောလင်းချက်ကိုလုံးဝဖျက်ဆီးပစ်ခဲ့တယ်။အဲဒီကောင်မလေးမှာကိုဝင်ချောင်းလာလွှဲထားရပြီဖြစ်ကြောင်း။ဒီရင်သွေးကိုသူ့မလိုချင်ခဲ့ပေမဲ့ကောင်မလေးကသူ့ကိုထပ်တလဲလဲတောင်းပန်ခဲ့ကြောင်း။နောက်ဆုံးအတန်အဒီရဲ့ထိခိုက်နိုင်တဲ့အထိတောင်းဆိုလာကြောင်း။ကိုချမ်းကြီးကပြောပြတယ်။နောက်ပြီးကိုချမ်းကြီးအတွက်တာယောက်ကြလေးတူမေးဖွာပေးခြင်းကြောင်း။ဘာပစ္စည်းဥစ္စာစီးစိမ်မှမလိုချင်ကြောင်းနဲ့ ကိုချမ်းငင်ကိုပျော်ရွှင်အောင်ထားမယ်လို့ပြောလာခဲ့လို့လက်နေကြကြတွင်ညိလာတဲ့တန်ရုံးစင်ကြောင့်ကိုချမ်းငင်လည်းမရက်ဆက်နိုင်တဲ့အကြောင်းကိုရှင်းပြတယ်။နောက်ဆုံးကောင်မလေးအတွက်တိုက်ခန်းတခန်းငားပေးခဲ့တယ်။အဖြစ်မှန်အားလုံးကိုသိပြီးနောက်စမယူးမတက်ခန်းစားခဲ့ရတယ်။ဖြည့်ရှင်းမှုအဖြစ်မရမချင်းကိုချမ်းငင်ရဲ့ဖုန်းကိုပဲရုံးအဆက်မပြတ်ဆက်ခဲ့တယ်။ကိုချမ်းငင်ဘေးသွားတယ်ဘေးလာရီအစစစ်မိခဲ့တယ် နေတိုင်းပဲရန်ဖြစ်ငင်းခုန်နေရတာနဲ့ပဲအဆုံးသတ်ခဲ့ရတာပေါ့တခါတလေကိုချမ်းကြီးဖုန်းပိတ်ထားတဲ့တည်းအဲ့ဒီအချိန်မျိုးဆိုရင်ကျမခင်မုန်းရဲ့ချစ်သူတိုက်ရောက်မှာတနေ့ကုန်သွားရဆောင်နေတတ်တယ်။ဘေးပတ်ဝန်းကျင်ကလူတွေရဲ့တင်္ကာမကင်းတဲ့မျက်လုံးတွေနဲ့တိုးခဲ့ရတာလေ။အကျဉ်းချင်းပါပဲရှင်။တခါအဲ့ဒီတခန်းအောင်မှာကိုချမ်းကြီးရဲ့ဂယုဆိုင်မှုတွေအပြည့်ရထားတယ်။ကိုဝင်းတယ်မာလေးကိုကျမတွေ့လိုက်ရတယ်။ကျမဘာလို့မှဂယုမဆိုင်ပဲ။ လှုပ်ရှဲကိုအပြေးသွားပြီးတော့ဆဲပြစ်လိုက်တယ်။အတိညာရှိသူမို့ရွှန်ကိုထီးရလက်ရောက်တော့မပြုတ်ခဲ့ဘူး။သူ့မှာမပေါ်မပါကုံရင်းနဲ့လေစိတ်လိုက်မှန်ပါဆိုခဲ့တဲ့ကျမရဲ့အပြုတ်မှုတွေကကိုချမ်းကြီးနဲ့လုံးဝပြတ်ဆဲခဲ့ရတယ်။ကျမရဲ့မနာမနေလိုက်စစ်စေးမေးမြန်းမှုတွေကြောင့်ကိုချမ်းကြီးရဲ့ကုမ္ပဏီကိုအပြီးပြောင်းသွားခဲ့ရတယ်။၂၀၁၇မှာနေ့တရက်မှာရွှန်ကိုစိတ်ကိုမထိနိုင်မဲ့ ခင်မွန်ကိုငင်းချရဲ့ကုမ္ပဏီထိလိုက်ပြီးတော့ဖြည့်ရှင်းခဲ့တယ်။ရှင်အခုချိန်မှာမင်းမျက်နှာဘလောက်ရုပ်ဆိုးတယ်ဆိုတာမင်းမသိဘူးလား။အစားတော့မင်းကိုငါအာနာမိသေးတယ်။ဒါပေမဲ့အခုမဟုတ်တော့ဘူး။ Sorry ပဲ။ရှင်မင်းနဲ့ငါရှေ့ဆက်ဖို့လုံးဝမဖြစ်နိုင်တော့ဘူး။တရားရုံးမှာပဲငါတို့တွေ့ကြဆို။မင်းကြိုက်တယ်လို့အယူခံခွင့်ရှိတယ်။ကိုချမ်းကြီးရဲ့အေးဆက်ဆက်စကားတွေဟာ ကျမရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုတစားစီပြိုကွဲသွားစေခဲ့တယ်။အိမ်ပြန်ရောက်မှသမီးငယ်ကိုဖတ်ပြီးတော့ကျမအားရအောင်ငိုလိုက်မိတယ်။မမေဖေဖေနဲ့မမေရန်ဖြစ်တော့သမီးတိတ်ကြောက်တယ်။မမေငိုမအောင်လဲသမီးကြောက်တယ်။အခုမမေကအရင်မမေနဲ့မတူတော့ဘူး။နားလေတိတတ်တဲ့သမီးငယ်ရဲ့ငိုတန်းရောနေတဲ့စကားတွေကြားမှာကျမလက်နိုးလာခဲ့တယ်။ဒီလိုသာရှေ့ဆက်နေရင်ထိခိုက်နာကျင်အောင်လူကသမီးငယ်ဖြစ်မယ်ဆိုတာကို ကျမနားလေလိုက်တယ်။မိခင်တူဦးရဲ့နောက်ဆုံးခွန်အားကိုတုံပြီးခင်မုန်းနဲ့ဆက်ရမဖြစ်ဖို့ကုတ်ကုတ်ကို အမိန်ပေးလိုက်တယ်။နလားဆိုတဲ့အချိန်ကမျက်တောင်တစ်ခါအတွင်းမှာကုန်လွန်သွားခဲ့တယ်။ကိုချမ်းကြီးကတစ်ခါတလေအဝတ်စားပြန်လာယူတာ။ဝေလာပို့တာအလွန်ရင်လုံးဝသစိမ်းတယောက်လိုဖြစ်သွားခဲ့တယ်။ကော်မီတာစုကိုအိမ်တော်ကြီးဟာလုံးဝပြက်စီးသွားခဲ့ပြီဆိုတာကိုကျမသိတယ်။တရားရုံးကပေးပို့လာမဲ့ရုံးချင်းရက်တွေကိုပဲ သူတည်တည်ငြိမ်ငြိမ်နဲ့စောင့်မျှော်နေခဲ့တယ်။အတက်လူပဲနှစ်နာရီကြာမှချစ်စရာကောင်းတဲ့သားလေးတယောက်ကိုချမ်းငိမ့်လက်ထဲကိုယွန်းအပ်လိုက်တယ်။သားလေးကိုကြည့်လိုက်ယွန်းကိုကြည့်လိုက်နဲ့ကိုချမ်းငိမ့်ရဲ့မျက်လုံးမှာမျက်ရည်တွေထုံးလာနေတယ်။ယွန်းလည်းနားနေကန်အရောက်ခုံပေါ်မှာမှောက်ချပြီးရှိုက်ကြီးငင်းနေငိုလိုက်မိရဲ့။ချက်တန်းခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ဒီညမှာကြုံတွေ့ခဲ့ရတာတွေကိုပေါင်းပြီး ရင်းနေစိတ်တွေခံစားခဲ့ရသမျှတွေအတွက်ကျမအားရပါရငိုလိုက်မိတယ်။ကျမအဖြစ်ကိုသိနေကြတဲ့လူဖော်ကိုင်းမဲ့တချို့ကကိုချင်းစာတဲ့အကြည့်နဲ့နားလေတဲ့အကြည့်တွေတနာတဲ့အကြည့်တွေနဲ့ကျမကိုကြည့်နေကြတယ်။ဘလို့စကလုံးတွေနဲ့နှစ်သိမ့်အားပေးရမယ်မန်းသူတို့မသိခဲ့ကြဘူး။အဲဒီချိန်မှာတကားခောက်တန်တဲ့အတူကိုချမ်းကြီးအောင်ဝင်လာပါတယ်။ကျမကိုတ िश ူးလမ်းပေးပြီးတော့အားနာတဲ့မျက်လုံးနဲ့ကြည့်နေတယ်။ လူနာပေးမှနေလေရှင်မလို့ဒီကိုလိုက်လာရတာလေကျမအေးဆက်ဆက်ပြန်ပြေးလိုက်မှတစ်ချိန်လုံးဆုံးရနေတဲ့ကိုချမ်းကြီးပါဇက်ကကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတခုထွက်ကြလာခဲ့တယ်အများသူရဲ့အနာမှာလုံဝင်ချိုစေးတဲ့ဒီကျေးဇူးဆိုတဲ့စကားကိုအခုချိန်မှာရွံရမ်းမုန်းမိတယ်အခုချိန်မှာပြောတဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတခုဟာကိုချမ်းကြီးနဲ့ရွံရဲ့အိမ်တော်ကြီးကိုအပိသက်တင်းမိတ်ချလိုက်တယ်လို့ပဲခါတက်နေခဲ့တယ် လူနာချင်းနေကောင်းပြီးစင်းရုံစင်းနာနဲ့ကျမဘာလို့တင်နေဆိုတာကိုကျမသိပါပြီတရားရုံမှာပဲရှင်ဆောင်နေပါတော့ရုံးရဲ့စကားကိုကြတော့ကိုချမ်းချင်းရင်တက်သွားခဲ့တယ်ရုံးကဆက်ပြီးအခုရှင်ချစ်သူက နေရာတစ်ခုနာမည်တစ်ခုမလိုပေမဲ့ရှင်နဲ့ရထားတဲ့ကလေးမှာနာမည်နေရာတစ်ခုမရှိလို့တော့မဖြစ်ဘူးကျမလည်းမိခင်တူပါကလေးတွေမှာအပြစ်မရှိပါဘူး တို့ကအပြစ်မဲ့တွေပါဒီလိုလွန်ဆွဲနေတဲ့တုံးပွဲဆိုင်ဇက်လန်းမှာကျမနှုတ်ဆုံးလိုက်ရင်ကောင်းဆုံးပဲလို့ကျမထင်တယ်ရှင်ခဏလေးနေပါဦးမောင်တို့တေချာဆွေးနေရအောင်ထိထက်ကောင်းတဲ့နီလန်းကိုမောင်တို့ရှာကြရအောင်ထိထက်ကောင်းတဲ့နီလန်းရှိပါတယ်ထိထက်ကောင်းတဲ့နီကိုအချိန်ကိုပြောင်းပြန်လုပ်လိုက်ဖို့ပါပဲရှင်ကိုယ်အဲ့အဲ့နဲ့ပြန်ပြောလိုက်တယ်ကိုချမ်းကြီးတားနေတဲ့ကြားကကွာရှင်းစာချုပ်မှာ ကျမလက်မှတ်ရေးထိုးပြီးကြွရှင်းခဲ့တယ်။တရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်းကိုချမ်းကြီးကနေအိမ်နဲ့စုငွေကိုရွှန်းတွက်ခွဲဝေပေးပြီးတမင်းငယ်ကိုလာစဉ်ငွေကြေးထောက်ပံ့ဖို့သဘောတူခဲ့တယ်။ရှင်ခုတ်ပဲချားသူရဲ့တရားဝင်ခွင့်မွဖြစ်သွားပြီလေ။ဘဝတွေကိုကောင်းကောင်းတန်မှုထားပါ။ကျမစကားဆုံးမှာငေးမိုင်နေတဲ့စိတ်နဲ့ကိုချမ်းကြီးတယောက်ကားမောင်းပြီးထွက်သွားခဲ့တယ်။လမ်းဘေးကနှင်းတော်တယ် ရှင်ထိုင်ချလိုက်ပြီ။လက်ထဲမှာတော့ကွာရှင်းစာချုပ်ကိုတင်းတင်းလေးဆုပ်ကင်လို့ပေါ့။တညနေမှာကိုချမ်းကြီးစီကအရက်မူးတဲ့အတန်နဲ့ဖုန်းဝင်လာခဲ့တယ်။ဖုန်းတစ်ဖက်မှာကိုချမ်းကြီးကငိုရိုပြီးတမင်းငယ်ကိုလွမ်းချောင်းအင်းကိုလွမ်းချောင်းပြောလာတယ်။ဖုန်းဝင်ကင်ပြီးတော့ရှင်ကငိမ့်သက်စွာနဲ့ရက်နေမိတယ်။ရက်နေငယ်ကြမှာရွန်းစီယာစားစောင်းကိုချမ်းကြီးလက်ခံရရှိခဲ့တယ်။ ကျမနဲ့တမင်းငယ်ရဲ့နေရက်တွေကိုတီတီငင်ငင်နဲ့ဖျက်တမ်းဝင်ပြပါ။တားလေးအတွက်ဖောက်ရင်တဝူးရဲ့တာဝန်ကိုရှင်ကျေပွန်စွာနဲ့ထမ်းဆောင်နိုင်ပါစေ။ဒါရှင်လုံးရမယ့်တာဝန်တွေပါ။နောက်ထပ်တူညီတဲ့အမားမျိုးကို ရှင်မကျူးလွန်ဖို့ကျမဆုတောင်းပါတယ်။ရှင်ပျော်ရွှင်ပါစေ။စာနဲ့အတူလက်ဆောင်တစ်ခုကိုပါယွန်းပါလိုက်တယ်။လက်ဆောင်တော့ကိုကိုချမ်းငင်ကဖြွင့်ကြည့်လိုက်တယ်။ဝိစုံဖြူအင်းစဲရုံနဲ့ အဖြူရောင်ကလေးဝင်အင်ကြီးတစ်စုံကိုတွေ့လိုက်တယ်။အင်ကြီးကိုဆုတ်ကိုင်ပြီးကိုချမ်းချင်းငင်းငိုင်သွားခဲ့တယ်။အိမ်နောက်တပ်ပြင်းရေကြီးတစ်ခုကိုလေးလွေတွတ်နေချလိုက်မိတယ်။သူ့ဘဝရေကအချစ်ဆုံးမိန်းကလေးတယောက်ကိုသူ့လုံးဝလက်လို့ဆုံးရှုံးခဲ့ရပြီဆိုတာကိုချမ်းချင်းသိလိုက်တယ်။ထာဝရလက်လို့ဆုံးရှုံးခဲ့ရပါပြီ။